စစ်ကောင်မရှင်အုပ်ချုပ်မှုအောက်မှာရှိနေတဲ့စစ်တွေမျိုးမှာအယက်သားတွေကိုညအချိန်နေအိမ်တွေထဲကနေဖက်စစ်ခေါ်ဆောင်သွားတဲ့ဖြစ်စဉ်တွေဟာတနေ့ထက်တနေ့တိုးများလာနေတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့ကြီးလန့်စားစားဖြစ်နေကြရတယ်လို့သတင်းရရှိပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ21ရက်နေ့ည9:00နာရီအချိန်လောက်ကလည်းစစ်သားအင်အား30နဲ့ရဲတပ်ဖွဲ့အင်အား30လောက်ကစစ်ကားနှစ်စီးနဲ့စစ်တွေမျိုးစက်ယုံစုရဲကွက်ကဦးမောင်ငယ်ဦးနန္ဒာနဲ့ ဥဝင်းနိုင်တို့ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့မျက်မြင်ဒေသခံတွေကပြောကြားပါရယ်ရက်ကွက်အတွင်းကိုဝင်ရောက်အေးစီရင်စစ်ပြီးအပြန်မှာလူလေးယောက်ကိုဖမ်းဆီးသွားခဲ့ပြီးအဲ့ဒီအထဲကဥမောင်ကြီးဆိုသူကိုတော့နေမကောင်းဘူးလို့ပြောတဲ့အတွက်ကားပေါ်ကနေကန်ကြောက်ရှာထားခဲ့ပြီးကျန်တဲ့၃ယောက်ကိုတော့ခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါရယ်အလားတူပဲမနေ့ကနိုဝင်ဘာလ24ရက်နေ့ည9:00နာရီလောက်ကလည်းစစ်တွေမင်းခန့်ရက်ကွက်အကွက်9ကို အေဇင်းဝင်ရောက်စစ်ဆေးပြီးအမျိုးသား၄ယောက်ကိုအကြောင်းပြချက်မရှိဘဲဖမ်းဆီးသွားခဲ့တယ်လို့မြို့ခံအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရတယ်။ စစ်သားနဲ့ရဲ90လောက်ဟာကာကြီးတွေနဲ့ရဲကွက်ထဲကိုဝင်ရောက်လာခဲ့ကြပြီးအစ်စင်းစစ်စေးတော်ကိုအကြောင်းပြကလူငယ်လူလက်ပိုင်းလူလေးယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားတာလို့ဒေသခံတွေကပြောကြပါဗျ။လက်ရှိစစ်တွေမျိုးအထက်မှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိသေးပေမဲ့စစ်တွေမျိုးပြင်မှာတော့ဒီလနိုဝင်ဘာလကစပြီးလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တမ်းတွေပုံမထွက်ပေါ်လာတယ်လို့မျိုးနဲ့နီနီကက်ကက်ပေါ်ကြားလာရပြီးတဲ့နောက်မှာအခုလိုပဲစစ်တပ်ကတန်တရားနဲ့လူဖမ်းပွဲတွေပြန်လည်ပြုလုပ်လာတာလည်းဖြစ်ပါဗျ။